င်္ဂလာပါခင်ဗျာဓမ္မ property dealer ရဲ့ best sale inchamie သတင်းများစီစီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ရွေးချယ်တင်ဆက်ပေးမယ့်ပထမဆုံးသတင်းကတော့ဘီလက်မြေတန်းနဲ့သူတို့ကိုပြင်ပပေါက်စေးတဲ့တက်တာသောဈေးနှုန်းဖြင့်ရောင်းချပေးမယ်ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်ခင်ဗျာမန္တလေးတိုင်းဒေသကြီးဆိုရဖွဲ့ကြီးချက်မှုဖြင့်ငလင်းဘေးတန်သေးပြည်သူများအတွက်စောင့်လို့ရေးအင်ဆောင်ပစ္စည်းများဖြစ်တဲ့ဘီလက်မြေတန်းနဲ့သူတို့ကိုပြင်ပပေါက်စေးတဲ့တက်တာသောဈေးနှုန်းများဖြင့်ရောင်းချပေးမယ့်ပွဲကိုတော့မန္တလေးမြို့လမ်း30နဲ့83လမ်းတွင်မေ30ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ် ငလင်တန်တဲ့ပြည်သူများရဲ့အဆောက်အဦများအနေပြင်ဆင်ရန်လိုအပ်တဲ့အဆောက်အဦတွေကိုမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှစီစစ်စီရင်ကောက်ယူပြီးကုမ္ပဏီများလုပ်ငန်းရှင်များပူးပေါင်း၍ဆောက်လုပ်ရေးလုပ်ငန်းသုံးဘီလက်မြေတန်တို့ကိုရောင်းချပေးနေရလဲဖြစ်ပါတယ်။နောက်တဲ့တဲ့ပုံအနေနဲ့ချင်းတွင်းမြို့ကူတတာထမန်းတီတီဆောက်ရေးလုပ်ငန်းများ60ရာခိုင်နှုန်းထိပြီးစီးပြီဆိုတဲ့အကြောင်းပြပြပေးခြင်းပါတယ်ခင်ဗျာ။စကိုင်းတိုင်းဒေသကြီးဟ ோம் လင်းခရိုင်ဟ ோம் လင်းမြို့နယ်ပေးမထမတီလေးရှိပန်ဆက်စွမရာလန်းပေါ်တွင် တိဆောက်လျက်ရှိတဲ့ရှင်ွေးမြေကူတရာထမန်တီတိဆောက်ရေးလုပ်ငန်းများ90ရာခိုင်နှုန်းကပြီးစီးနေပြီဖြစ်တယ်လို့သိရပါဗျ။အဆိုပါမြေကူတရာထမန်တီဟာရှင်ွေးမြေကိုဖျက်ပြီးစကိုင်းတိုင်းဒေသကြီးဟုံးမလေးမြို့နယ်အတွင်းရှိထမန်တီရွာနဲ့ပေးမရွာတို့ကိုဆက်သွယ်တိဆောက်ထားခြင်းဖြစ်ပါတယ်။တရာတိဆောက်ရမှာတရာအုံမြင့်အနေဖြင့်အချင်း၁.၅မီတာရှိတဲ့တန်ကူကွန်ကရစ်ဘိုးပိုင်များဖြင့်တိဆောက်ထားပြီးတရာအကျယ်၉.၄မီတာနဲ့ရင်သွားလမ်းအကျယ်၈.၅မီတာရှိကအရှည်ရှိက၁မီတာရှိပါတယ်။ လက်ရှိတွင်ဒေသခံပြည်သူများအနေဖြင့်ထမန်တီရွာနှင့်ပေးမရွာတို့ကိုကရုဖြင့်သွားနေရပြီးမော်တော်ယာဉ်များလည်းဇက်ရည်ရည်ဖြင့်ကူးဖြတ်သွားလာနေရတယ်လို့သိရပါဗျ။နောက်ထပ်တစ်ပုံအနေနဲ့ငလင်ကြောက်ပျက်စီးခဲ့ရတဲ့အင်းဝမြို့အောင်မှာရှိတဲ့ရှေးအောင်ဆောက်ဝန်တွေကိုအမြန်ဆုံးပြင်ဆင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်ခင်ဗျာ။မန္တလေးငလင်ကြီးကြောင့်အင်းဝမြို့ဟောင်းချီအဆောက်အဦးများပျက်စီးခဲ့တဲ့အတွက်ဦးစားပေးအစင်းလိုက်အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့ရှေးအောင်သူတေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနမန္တလေးဌာနခွဲမှသိရပါဗျ။ မန္တလေးငလင်ကြီးကျောက်အင်းဝမြို့ဟောင်းတွင်ရှေးအောင်ဆောက်ဦးပေါင်း962ခုရှိသည့်အနက်ချောက်ရဝင်းကြက်ပျက်စီးသွားခဲ့ခြင်းဖြစ်ပြီးငလေမလုံးမီပြုတ်ပြင်ထိတ်သိမ်းနေတယ်။ရှေးအောင်ဆောက်ဦးများလည်းပြိုကျပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။အဆိုပါအင်းဝမြို့ဟောင်းရဲ့ရှေးအောင်နယ်မြေ area မှာခွနစ်စတူရမ်းပိုင်ကျဲဝင်ပြီးရှေးအောင်ရင်ကျမှုအမွေးနယ်များရှိရာ property area နဲ့ဂျားကန်ဒေတာ buffer area အတွင်းမှာရှေးအောင်စီရီပထိုးနေအဆောက်အုံပေါင်း962ခုရှိပြီး၎င်းတို့နဲ့မှတ်တမ်းစည်းရင် inventory ပြုစုပြီးအရေးအတွက်မှာ300ဝင်းကြက်ပျက်စီးပြီဖြစ်ကြောင်းသိရပါတယ်။ နိုင်ငံတကာကဏ္ဍအနေနဲ့ဘန်ကောက်မြို့ရှိအစအုပ်ပြောကြားမှုမှာအီတလီယန်ထိုင်းဥက္ကဋ္ဌပါဝင်၁၆ဦးရဲတပ်သွားရောက်ဖမ်းခံဆိုတဲ့အကြောင်းပြပြပေးကြပါရခင်ဗျာ။ထိုင်းရဲတပ်ဖမ်းခံခဲ့ရသူများတွင်ပြောကြားခဲ့တဲ့အစောင်းအောင်စီမံကိန်း၏အဓိကကန်ထရိုင်းအီတလီယန်ထိုင်းဒေဗလော့မန့်ကုမ္ပဏီရဲ့ဥက္ကဋ္ဌပရန်ချိုင်းကာနာဆူတာအပါဝင်ဗိဒုကပညာရှင်များနဲ့အင်ဂျင်နီယာ၁၂ဦးပါဝင်တယ်လို့ဘန်ကောက်ပို့စ်မှာဖော်ပြထားတာပဲဖြစ်ပါတယ်။မလ28ရက်နေ့ကပြောကြားခဲ့တဲ့အဆောက်အအုံဟာဆော်လုံးစာထိုင်းနိုင်ငံတော်စီးရင်စစ်ရုံးချုပ် State Audit Office ဖြစ်ပါတယ် ဒီအဆောင်ပြောကြားမှုမှာတိုက်စုံမှုတွေဖြစ်စေခဲ့တဲ့အတွက်ကျွမ်းကျင်မှုဆိုင်ရာပို့ဆောင်မှုဖြင့်ဆွဲချက်တင်ခံရသူ18ဦးရှိတယ်လို့လည်းထိုင်းဒုတိယရဲချုပ်နော့ပစင်ဖော်ဆော်ဝေးရဲ့ပြောကြားချက်အရသိရပါတယ်။ထိုးဆောက်လို့စဲအဆောင်အုံပျက်စီးများအောင်တွင်လူ62ဦးသေဆုံးကြောင်းထိုင်းဆိုရကအတည်ပြုထားပြီးအခြားလူနည်းငယ်လည်းပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ကျွမ်းကျင်သူများထံမှသိရတဲ့တပ်တွေအထောက်အထားများနဲ့ထွက်ဆိုချက်များအရာအဆောက်အုံဒီဇိုင်းဟာလက်နာရင်သတ်မှတ်ထားတဲ့စံချိန်စံညုပ်ဥပဒေများနဲ့မကိုက်ညီဘူးဟုဒူရဲချုပ် North Facing ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားထားတာပဲဖြစ်ပါတယ်။ဘန်ကောက် Post သတင်းမှာတော့ ဒီအဆောက်အုံတိဆောက်ရမှာဒီဆောက်မှုဆိုင်ရာချိုးရင်းချက်နဲ့စံချိန်မမီတဲ့ကွန်ကရစ်နဲ့တမန်နီများကိုအသုံးပြုထားတယ်လို့ဆိုပါတယ်ဆွဆွဲချက်အများစုတွင်စီမံကိန်းအတွက်အမှန်မှန်မကန်တင်ပြထားတဲ့စာရွက်စာတမ်းများအီတလီယန်ထိုင်းကုမ္ပဏီဖတ်ဆက်ပါတနာကုမ္ပဏီဖြစ်တဲ့ China Railway Number 10ကုမ္ပဏီရဲ့ပါဝင်ပသက်မှုများလည်းရှိနေတယ်လို့သိရပါတယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ပတ်တွင်မှလည်းစိတ်ဝင်စားဖွယ်အင်ချမ်းမီသတင်းတွေကိုထပ်မံတင်ဆက်ပေးဖို့မှာဖြစ်လို့ကျွန်တော်တို့မြန်မာ property ဒီလာရဲ့အပတ်စဉ်အင်ချမ်းမီသတင်းများစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါခင်ဗျာ လူကြီးမင်းတို့ရဲ့အင်ချင်မီတွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကြလိုက်ပါ